ဘန်ကောက်နဲ့မနီမွေးဝဲမှာရှိတဲ့တရိတ်ဆန်ဥယျာဉ်ကိုတွားလည်ခြင်းနဲ့ဆိုရင်တော့ Safari World တရိတ်ဆန်ဥယျာဉ်ကိုတွားလည်လို့သိပါတယ်။ဒီတရိတ်ဆန်ဥယျာဉ်ကတော့တောင်မောလေယာဉ်ခွင်းနဲ့ဆိုရင်တော့မိနစ်30လောက်ပဲအထက်ကိုဝင်သွားရပါတယ်။ဘန်ကောက်မြို့ထဲကနေဆိုတော့တနအိလောက်တွားရပါတယ်။ထဲမှာတရိတ်ဆန်တွေလည်းအစုံပဲရှိတယ်။စောစောလေးတွားရင်တော့ပို့ပြီးတော့တန်ပါတယ်။လက်မှတ်ဝယ်တာကတော့850ပဲပေးရတယ်။ကားနဲ့ထပ်ပြီးတော့ပတ်လို့ရတယ်။ပြီးရင်ကြားတွေနိကတ်စာကြွေးတာတို့ဘာလို့ဆိုရင်တော့ဒီပတ်စံကိုထပ်ပေးရပါတယ်။ ပြင်းထဲမှာပြပွဲတွေအချိန်နဲ့ပြပေးတဲ့အတွက်အစောကြီးသွားဖို့တော့လိုပါတယ်။မနက်ပိုင်းရညနေပိုင်းရအချိန်စရားနဲ့တတ်မှတ်ပေးထားတယ်။မိနစ်30 45မိနစ်လောက်တည်းအပြပွဲတွေကတစ်ခုပြီးတစ်ခုထပ်ပြပေးရပါတော့။လက်ပတ်တဲ့ပုံစံကတော့ထဲမှာ၃လေးမျိုးရှိတယ်။ဒီတရိတ်ဆန်တွေသွားပြီးတော့ချိတဲ့နေရာရယ်ပြီးရင်အစာကျွေးတဲ့နေရာကြီး နောက်တစ်ခုကြတော့ဒီကာနယ်လိုက်ပတ်တို့ရတဲ့နေရာဆိုပြီးတော့အဲ့လိုမျိုးသူတို့ခွဲထားပေးတယ်ပေါ့နော်။အဲထဲမှာကြတော့ဒီမှာဆင်ပြပွဲတွေပြီးငါးပြပွဲတွေကောင်းပွဲစတတ်တွေစပိုက်ဝေါ့တွေပေါ့နော်။ပြီးတော့တခြားမမြင်ဘူးတဲ့တိရစ္ဆာန်တွေလည်းစုံပွဲတွေ့ရတယ်။ပြင်ဘက်မှာအစာဝယ်ဝယ်ကျွေးလို့လည်းရတယ်။တိရစ္ဆာန်လေးတွေနဲ့ထိတွေ့ရတော့ပျော်ဖို့လည်းကောင်းပါတယ်။အပြင်မှာဆိုရင်ဒီမှာဆင်တွေ တက်ကလန်အုပ်တွေဒါတမင်လေးတွေလည်းရှိတယ်ဗောနော်ဒီမှာတာပိုက်ကောင်လေးတွေလည်းရှိတယ်ဒီတိရိစ္ဆာန်လေးတွေကြတော့အပြင်မှာအစာဝယ်ကျွေးလို့လည်းရပါတယ်တချို့နေရာတွေမှာဆိုတော့ light pack လို့မထည်နေရတာအကျေတော့ဒီမှာမျှပြထားတဲ့အတိုင်းသွားပြီးတော့ကြည့်ရပါတယ်နောက်ဆုံးတစ်ခုကကားနဲ့ light pack မဲ့သူတွေဆိုရင်တော့တိရိစ္ဆာန်ဥယျာဉ်ထဲမှာလိုက်ကြည့်ပြီးမှာဗောနော်နောက်ဆုံးပြန်ကန်နေမှာကားနဲ့ light pack လို့ရတယ်ကိုငှားလာတဲ့ကားနဲ့ တခါတည်းလိုက်ပတ်ပြီးပြန်သွားရုံပါပဲဒီထက်မှလိုက်ပတ်တဲ့ခါကျရင်ဒီမှာကြားတွေတက်ကလာအုပ်တွေပြီးရင်တခြားစာကျွေးမစင်တဲ့လက်မှတ်ကိုထပ်ပြီးတော့အဲကောင်တာမှာထပ်ဝယ်ရပါတယ်ပြီးရင်သူတို့ကားနဲ့လာပြီးတော့ကျူပို့လုပ်ပေးပါတယ်ဒီလိုတန်းစကားကားထားတဲ့ကားနဲ့ပေါ့နော်အထဲမှာကြတော့ငှက်တွေလည်းအရန်များတယ်ပြီးရင်မြင်းကြားတွေတဘောအတိုင်းပေါ့နော်ဆွတ်ထားတယ်တော့အထဲဝင်သွားတဲ့ခါကျရင်ဒီမှာအနီးကပ်ပြင်မှာဓာတ်ပုံတွေဗီဒီယိုတွေရိုက်လို့ရတယ်ဒီမှာစာကျွေးပြီးတော့အပြင်မှာတက်ကလာအုပ်တွေနဲ့ အလှတဲ့ပုံလေးဗီဒီယိုတွေရိုက်ပြီးလို့လည်းရပါတယ်ဗောနော်ဒီလိုမျိုးကျွေးကျင်နေစင်တော့လက်မှတ်ကိုတက်တက်အကောင့်နာမှာထပ်ဝယ်ရပါတယ်ဒါသွားလိုက်မဲ့သူတွေတွက်စင်ရဲ့အပေါ်မှာကျွန်တော် location လေးချထားပေးတယ်ကားကြတော့ပောက်ပြတ်ငားသွားတာပူစင်ပြေတယ်အဲ့ဒါမှကိုထဲမှာတခါတည်းမောင်းသွားလို့ရတယ်ဗောနော် line ကနေကြတော့အဲ့ဒီနေရာကိုမရောက်ဘူးဗောနော်မသိတာတွေရှင်းလဲ comment အောင်မှာမေးထားလို့ရတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ် bye bye